ဒလပန်းစိုးရန်ဂရုကောက်ခံမှုကိုတိုးမြှင့်လိုက်တာနဲ့ပတ်သက်ပြီးမေလ12ရက်နေ့မနက်ကဒလမြို့နယ်ဂရုစိတ်ကမ်းမှာဒေသခံပြည်သူ20လောက်ဆန္ဒပြခဲ့ပါတယ်။ဒလမြို့နယ်ရဲ့90ရာခိုင်နှုန်းလူဦးရေဟာအခြေခံလူဒန်းစားတွေဖြစ်တာကြောင့်မြစ်ကူးကကျပ်90ကနေ100အထိတိုးမြှင့်လိုက်တဲ့အပေါ်စိတ်နှောက်ယှက်ဖြစ်တဲ့အကြောင်းနဲ့ပြည်တွင်းရေချောင်းဌာနကဝန်ထမ်းတွေကလည်းအကြီးအကျယ်ချစားမှုတွေရှိတဲ့အကြောင်းစွပ်စွဲပြောဆိုခဲ့ပါတယ်။ မှာဖြစ်နေတာကအစိုးဆုံးကဝန်ထမ်းပါဒီလက်မှတ်ရောင်းတဲ့ဝန်ထမ်းတွေကမနေ့9:30ပေါက်မှနေလာကြည့်လိုက်ပါခင်ဗျာဒါတရားမဝင်တဲ့ပေါက်ပါပေါက်ပါအဲ့ပေါက်ကနေပေါ့ရိုက်တွဲနေတာကကိုယ့်ရဲ့ရောက်ကမသမော်နိုင်ကြနေတာပဲခင်ဗျာခမဲ့တွဲနေတော့ဒါဒီကသိမ့်နဲ့ချီပြီးတော့ရှိပါဒီဟာကြောက်လေဒီဌာနမှာနဲ့နာမဖြစ်ရပါဘူးအဲ့တော့သူ့ဝန်ထမ်းတွေရဲ့မတမာမှုပါကျွန်တော်ရဲ့ပြည်သူတွေပေါ်မှာဝင်ထုတ်ဝင်ဖြစ်စီပါ အဲ့တော့ပြစ်နိုင်မယ်ဆိုတော့ကျွန်တော်တို့ကနိုင်ငံတော်ပဲဖန်ကြားခြင်းပါဘူလအနေထားတိုင်းပဲ90တယ်ပဲကျွန်တော်တို့ပြန်လေတော့ဟိုတက်ဖက်ပြီးပါဒါမှလည်းကျွန်တော်ခြေကလူတန်းသားတွေပေါ့နော်အလုံးဟာအဆင်ပြေပါလိမ့်မယ်ဘလောက်စိတ်ကန်းကလက်ထောက်ထွေထွေမန်နေဂျာဦးမောင်အောင်ကတော့စံနှုန်းပြသူတွေရဲ့ဆွဆွဲချက်ကိုပြန်လည်ဖြည့်ရှင်းမှုငင်းဆန်ခဲ့ပါတယ် ့ဆေးရတဲ့ခါကျတော့ပုံပကန်းမှလည်းပြန်လာတဲ့ခါကျတော့ကျွန်တော်ဒီပကန်းကိုပြန်ပြီးတော့အရင်လို50လို့ပဲကျွန်မအောင်းပေးမိတယ်ပေါ့နော်အဲ50လို့အောင်းပေးပြီးတော့ကျွန်မလက်ထက်မှာပတ်စံလေးရတဲ့50ပဲပါခဲ့တော့လေဒီဘက်ကိုကူဖို့အဲ့ဒီအချိန်မှာဒီဘက်လည်းရောက်တော့သင်္ဘောငါတရားဆိုလို့ကျွန်မလက်ထက်စောင်းကိုမြည်ပြီးတော့ကျွန်မအစ်တယောက်လာမှာပတ်စံတရားကိုတောင်းကျွန်မဒီပကန်းကိုကူခဲ့ရတယ်ဒါကြောင့်မို့လို့ကျွန်မတို့လိုမရှိဆေးရတဲ့လူတွေပေါ့မှာကူသ က်နေရတဲ့လူတွေအတွက်ကိုဒီသင်းမောင်းကတရားဖြစ်သွားတယ်ကျမတို့မရှိရမှာတရားဆိုတဲ့ပတ်စံကရှိရချင်မှာအရန်တစ်ခါရောက်ပါတယ်အဲဒါကြောင့်ကျမလိုပဲထပ်တူဒီဒလားမျိုးတွေရတယ်အဲ့လိုအခက်ကိုကြုံတွေ့ရမှာလဲကျမစိုးရိမ်ပါတယ်မြမမီးရထားမျိုးပတ်ခီးစင်ဟာမိုင်30ကိုချက်တရားပဲပေးရတာမို့ဒလားနဲ့ပန်းဆိုရံမြစ်ကူကိုတရားချက်ကောက်ခံတာဟာလက်ခံနိုင်စရာမရှိဘူးလို့ဆန္ဒပြသူတွေကပြောဆိုခဲ့ပြီးအရင်ကောက်ခံနေကြအကျပ်90ပဲတတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ် စီးရင်ဝဲတည်မှုတိုက်ဖြည့်ရေးသမရရဲ့မူဝါဒကိုထောက်ခံတဲ့အနေနဲ့တည်ရင်ဝဲဆန္ဒပြခွင့်အချိန်ချင်းတောင်းခံခဲ့ပေမဲ့ခွင့်ပြုမိန့်ကိုပယ်ချနေတာကြောင့်အခုလိုဆန္ဒထုတ်ဖော်ရတာလို့ဆိုပါရစေ။